ငါအတချင်းလို့ကြာအပြစ်မရှိတဲ့ကလေးဒုက္ခရောက်ရပါပြီငါမပါဘူးငါဘာလို့ရမလဲ မိဘာဖြစ်လို့လဲမိအိမ်မက်မက်လို့ကိုရဲ့ဟိုအိမ်မက်ထဲမှာလေတားလေးကိုတားလေးဘာဖြစ်လို့လဲမိတားလေးကိုစုံမကြီးတယောက်ကဟိုသူ희ဒီစုံနေတာမိရဲ့မိတားလေးကိုစိတ်ဆွဲပြီးအိမ်မက်တွေမက်နေတာနေမှာပါဟိုဟို မတ်ထဲမှာသားလေးကိုသွေးစုံနေတဲ့မိန်းမကိုမြင်မြင်ဘူးသလိုပဲအာဟုတ်တယ်အိမ်မထဲမှာသားလေးကိုသွေးစုံနေတဲ့မိန်းမကလေအဲ့ဒါကိုကိုရဲ့မိတ်ဆွေဟုတ်နှင်းစီဆိုတဲ့တယောက်ပဲဘလို့ဘလို့ပြတာလဲမိရဲ့ဟုတ်တယ်အဲ့အဲ့နှင်းစီဟာလေ ဆုံးမကြီးဖြစ်ပြီးတော့အိမ်မထက်မှာသားလေးကိုတွေးနေစုံနေတာကိုဟုတ်အိမ်ဘက်ကအိမ်မပဲလေကွာဘယ်လိုဖြစ်နိုင်မှာတော့ဟုတ်ဖြစ်နိုင်တာမဖြစ်နိုင်တာလေဟုတ်သားလေးရဲ့ယောဂအဲ့ဒီနှင်းစီဆိုတဲ့မိန်းမနဲ့ဟုတ်ပတ်သက်နေလိမ့်မယ်လို့မိတန်တဲ့ကဝင်နေတယ်ကိုရဲ့ကိုအဲ့နှင်းစီကဘာမှရှိနေကိုတိလားဟုတ်မိကိုရှာပေးပါလားယေး 哦，下辈子要把老妈弄进。哦，过来，你等那些，都没几件啊，不？没几件，要干么事？不做呀？没事嘞，比比嘞，过来嘞，哥，没有下辈子喏，喏不喏？过来，我那时候被他加了比米耶，过不了老比都白马事耶，都要过地马龙。啊，过来，哥送咱一样嘛吧？没有送咱一把过耶，喏，喏不喏？喏喽。你把话一把。

ညာပဲဆိုရင်တော့ဆိုပါတယ်ဒါနဲ့အိမ်မှာရက်တရောတောက်ဖြစ်တယ်ဟုတ်မတောက်ဖြစ်အောင်တော့ပြောထားပါတယ်ဆရာအောင်မယ်အဆလို့ရှင်တောက်အောင်ဆေးတွေကျွန်တော်ရေးပေးလိုက်ဒါပေမဲ့ဆေးတွေကိုအညွန်နိုင်တေချာတောက်ဖို့လို့တော့ပြောဟုတ်အဲ့ဒါကိုကျွန်တော်တေချာပြောချင်တယ်ဟုတ်ကဲ့တေချာလေးကိုတောက်နောက်တစ်ခုရှိတာက စားအောင်များများစားပေးရအောင်တို့စီချားလားအစားများများစားပေးမှဖြစ်မယ်နော်ဟုတ်ကဲ့ဒေါက်တာကျွန်မစူးစမ်းပါမယ်ဘာဟုတ်ကဲ့လဲသူကအစားစားကနေဆိုအရင်ပြဿနာရှာတာမင်းနဲ့ချော်ကြရဲဆရာဟိုစားလို့ရှိရင်လည်းနည်းနည်းလေးပဲစားတယ်အဲ့တော့ဆရာသူ့အစားစားစေချင်မဲ့ဆေးလေးထည့်ပေးပါလားဆရာစားစားချင်တဲ့ဆေးအဲ့ဒါဒီလိုရှိတယ်ဗျာ အစာစားခြင်းလားအော်စိတ်တောက်တာထက်အစာစားခြင်းစိတ်အစာစားခြင်းစိတ်ရှိအောင်လောက်တာပို့ပြီးတော့ကောင်းတယ်အဲ့လိုစိတ်မျိုးဖြစ်လာတယ်ဆိုလို့ရှိရင်သူ့မှာပေါ့နော်အဲ့လိုစိတ်မျိုးဖြစ်လာတယ်ဆိုလို့ရှိရင်အစာလဲစီစီလဲအစာလဲမတော်လို့ရှားဘူးမှာပေါ့အဲ့တော့မတော်စီအစာကိုတတိချာချာကောင်းကောင်းစားအောင်နော်ကျွန်တော်အဲ့ဒါတော့လေးလေးနက်နက်မှားခြင်းတယ်ဟုတ်ကဲ့ပါဒေါက်တာဒါမဲ့ ကျွန်တော်သူ့နည်းနည်းတော့ဟောဖြစ်တယ်။သူအစားနေတာရေချောင်းဆိုးတာရေကျွန်တော်ဆိုင်ကမတန်တရားရှိတယ်။အဲ့တော့ကျွန်တော်သူ့ကိုဘော်ဒီဝေးလေးချိန်တယ်။ပြောပါစေ။ဟုတ်။ဒါပေမဲ့အဲ့ဒါကိုအဲ့အဖြေကိုကျွန်တော်တခါလေးသိချင်တယ်။အဲ့တော့ကျွန်တော်ကတခါလေးလိုက်မယ်။နော်။အခုတော့ကျွန်တော်ခဏလေးချိန်မယ်။ခဏလေးစောင့်မယ်နော်။ သားလေးရဲ့ချင်းနေတာဘယ်လိုရှိလဲကျွန်တော်တို့အိမ်မှာပဲဟုန်းကဲလုပ်ထားတဲ့စာရင်ဆေးရုံမှာမိနှောင်းထိုင်ကောင်းပါလို့ပါဆရာခလေးရဲ့ချင်းနေတာတိုးတက်မှုရှိပါတယ်ခင်ဗျားတို့ညီမညောင်ပါလေဘဟုတုတာလည်းရှိပညာလည်းတက်ဒါ့အပြင်ငွေကြီးပါပြည့်စုံလာဆိုတော့ဒီဆေးရုံမှာထက်စာရင်တော့အိမ်မှာထားဖို့ကကိုယ်စင်ပြီလားပေါ့ဆရာကိုယ်တိုင်ရဲ့လက်ဆေးရုံအုပ်ကြီးကိုကြိုးကြောင်းပြပြပြီးတော့ကြောင်းခိုင်းလိုက်ရတယ်ဟုတ်ကဲ့ပါဆရာ ကျမတို့လည်းဒါလေးနာမှာမဆက်ရင်းနာမှုပြန်ပြည့်စုံဆောက်ရှောက်နေပါတယ်ပြီးတော့ဒါလေးအတွက်ခေါ်ထားတဲ့ဆရာမလည်းတော်တော်လေးစိတ်ချပါတယ်ရှင်ဒီလိုယောဂကြီးနဲ့ကြုံလာခဲ့တယ်ဆိုတော့တူတူကိုကိုဗမီဘရှင်မျိုးမော်မမဆိုစိတ်စဉ်ရဲ့တော့ကရောက်ချမှာလို့ဆရာထင်ပါတယ်ဒါပေမဲ့ဘယောဂမျိုးမဆိုယောဂတခုဖြစ်လာပြီဆိုရင်အเจ้าမလို့ねเนาะ အစိုးရမလွန်နဲ့ဒါတော့ဆရာတတိပေးခြင်းနဲ့ HIV ကိုဆက်ထားရတယ်ဆိုရင်တော့တိစုံမှုမြင့်မားတာကိုတော့ဆရာမငင်းပါဘူးဒါပေမဲ့လူမျိုးလိုက်ဒေတာလိုက်ခွဲခြားစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အာဖရိကတိုက်မှာတော့မြင့်ပြီးတော့အခြားဥရောပနဲ့အာရှမှာတော့နေပါတယ် ိုရဲရဲတို့ရဲ့သားလေးမှာဒီ HIV ပိုးကမိဘနှစ်ပါးစီကကူးစက်တာမဟုတ်ပေမဲ့တခြားပြောကတခုခုကြောင့်ကူးစက်တာဆိုတော့မဖိတ်ခေါ်ပဲရလာတဲ့ကံကြမ္မာဆိုးဧည့်သည်ပေါ့ဗျာဒီဂျိုဆိုးကံကြမ္မာဆိုးကအကြောင်းမျိုးမျိုးနဲ့ရောက်လာတယ်ဆိုပေမဲ့ယောဂါရဲ့စိတ်မြင့်ကိုကကိုခံအားကျစင်စင်နေလေကိုခံအားကျစင်စင်မှတော့ယောဂါအတွေ့အကြုံဝင်ရောက်ဖို့တွေ့တာပေါ့ဗျာ ဒီတော့ကလေးကိုအားရရှိစေမယ့်အစားအစာတွေပုံမှန်ကျွေးပါကလေးကိုအိပ်ရောဝပေးအိပ်ပါဆေးကိုပုံမှန်တိုက်ပါပြီးတော့ကိုကာရနဲ့ကျမရေကိုနေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင်အခုဖြစ်နေတဲ့ယောဂါကကျွန်တော်တို့အကောင်းဆုံးရက်တက်နိုင်စေရမယ်ကမ္ဘာဆေးပညာရှင်တွေကလည်းဆေးဝါးတုတေသနကုထုံးတုတေသနတွေကိုအကောင်းဆုံးတည်ထင်စူးစမ်းနေကြပါတယ်ကျွန်တော်တို့ဒီဆေးကိုအကောင်းဆုံးမကြခင်တို့ပြနိုင်ပါလား ဖျားဖျားငါငါအတကြီးနော်လို့ကြားအပြစ်မရှိတဲ့ကလေးဒုက္ခရောက်ပါပြီငါမပါပြီငါဘာလို့ရမလဲငါမရေငါပြင်လို့မရအောင်လွန်သွားပြီငါကြောင့်ငါကြောင့်ငါကြောင့်